ကျောင်းနေကျောင်းနေမှာရွာကျောင်းနေမှာပဝါဒနာပွဲလို့ပြောကြတယ်ဗျာအဲ့ဒါဓမ္မမိတ်ဆွေများသိအောင်ထမှန်ဖြည့်ကြပြီးတော့မူပါဗျာပဝါဒနာဆိုတာပွဲမဟုတ်ပါဘူးနော်ပဝါဒနာဆိုတာဖိတ်မှန်တာဘာလို့ဖိတ်မှန်လဲဆိုတော့ဥစဉ်တို့ဝါတွင်3လောက်ဝါစုလမ်းပြည့်တော့တရက်နေ့မှာဥစဉ်တို့ဝါစုခဲ့ရပါတယ်ဝါစုခဲ့ရင်ဥစဉ်တို့ဝါကောင်း တော်တလင်းတည်င်းကျုတ်လာပြေကျော်တရံနေမှာဥစဉ်လိုဟွာကျုတ်ပါတယ်အဲ့ဒီတည်င်းကျုတ်လာပြေနေမှာဥစဉ်လိုမဟာပဝါနာနေဆိုပြီးတော့လှုပ်တတ်မှတ်ထားတယ်အဲ့ဒီနေမှာပဝါနာပြုရပါတယ်ပဝါနာပြုတယ်ဆိုတာဖိတ်မှန်တာဘာဖိတ်မှန်လဲဆိုဥစဉ်လိုဟွာတွင်၃လပတ်လုံးမှာဥစဉ်တို့တွေတည်င်းသုံးတော်မူခဲ့ကြတာတုံးတဲ့တူကာယကံတွေဝစီကံတွေမနောကံတွေပြမမိခဲ့တာတွေရှိနိုင်တယ်ချွင်းရင်ချက်အာနေချက်တွေရှိတတ်တဲ့ပုထုဇဉ်တွေမှာအဲဒါကြောင့်မို့အချင်းချင်း အံတန်ခံပန်းတွေပဝါရီမိတန်ဃာတော်ကို ဖိတ်မှန်ပါဤပဝါရဏဆိုတာဖိတ်မှန်တာဟုတ်ပြီလားဒိဋ္ဌိနာဝါသူတေနာဝါပရိသင်္ကာယဝါမြင်ချင်းအပြည့်၎င်းကြားချင်းအပြည့်၎င်းယုံမားချင်းအပြည့်၎င်းဝရန္ဓုမှာအာယတမန်တော်အနုကံပံဥပါဒါယအရှင်ဘုရားတို့အဲ့လိုမြင်ချင်းကြားချင်းယုံမားချင်းရှိတယ်ဆိုရင်တပြည့်တော်ကိုတနာတော်အဖြစ်ပေါ်လေပြောဆိုဆုံးမပေးပါဗျာ ပတ်တန်တော်ပရိကရိတ်တံမီအပြစ်ရှိရင်တပြည့်တော်ကုစားပါမယ်တပြည့်တော်အချူရင်ကျဲအားနေချက်တွေမြင်ရင်ပြုပြင်ပါမယ်တိတ်ကောင်းတဲ့သူတော်စင်တို့ရဲ့ဖိတ်မှန်တဲ့အပွဲပေါ်ဟုတ်ပြီလားအစ်စ်ပြောမယ်ဆိုရင်အပြစ်တွေရှိရင်အချင်းချင်းတောင်းပန်ပြီးတော့ဖိတ်မှန်တာဒါသာသနာကြီးပွားကြောင်းပါပွဲတော့မဟုတ်ဘူးအဲ့ဒီနေရာပဝါဒနာနေ့လို့ခေါ်တယ်အချင်းချင်းဖိတ်မှန်ပြီးဦးစင်တို့ကုသိုလ်တရားတိုးပွားတဲ့နေ့တစ်နေ့ပေါ့ပွဲမဟုတ်ဘူးနော်ဒီကောင်မကြီးသူတို့လေကြောင်ကြောင်နေမှာပွဲသွင်းလို့ပါဗျာ အာအဲ့ဒါတတအကုသိုလ်ဖြစ်သွားတယ်